ြစည်းမပြည်သက်များလုံးပဲမင်္ဂလာပါ match လ10ရက်နေ့ည9:00နာရီတမြစည်းမ prime time မြစည်းမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရယ်ကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီနဲ့နှိစက်တဲ့ရခိုင်လုပ်ငန်းရှင်ဦးကျောက်တောင်ရဲ့ပိုင်ဆိုင်မှုတွေကိုအေးအေးချိတ်ပိတ်တဲ့သတင်းနိုင်ငံရေးအကျဉ်းသားဟောင်း LGBT စာရေးဆရာမစောဟန်တွေဦးကွယ်လွန်တဲ့သတင်းရန်ကုန်ပါဝင်ဒေသအများစုအပူချိန်ဆက်မြင့်နိုင်တဲ့အကြောင်းနဲ့ ယူကရိန်းစုမီဒေတာကိုတံပြန်ထိုးစစ်ဆင်နေကြောင်းရုရှားပြောတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါစစ်ကောင်စီနဲ့နှီးစပ်တဲ့ရခိုင်လုပ်ငန်းရှင်ဦးကျောက်တောင်ရဲ့ပိုင်ဆိုင်မှုတွေကိုအေအေချိတ်ပိတ်တဲ့သတင်းနဲ့ဆက်လက်ရအောင်ပါ စစ်ကောင်စီနဲ့နှိစက်တဲ့ရခိုင်ပြည်နယ်ကနာမည်ကြီးတထေဦးကျောက်တောင်ပိုင်ဆိုင်နဲ့တောင်ကုန်းနဲ့မောင်တော်မြို့ကလုပ်ငန်းတွေကိုရခိုင်မျိုးသားအဖွဲ့ချုပ် ULAA ဦးဆောင်တဲ့ရခိုင်ပြည်သူအစိုးရကဒီလာဇမ်းပိုက်မှာချိတ်ပိတ်သိမ်းဆီးလိုက်တယ်လို့သိရပါဗယ်ဦးကျောက်တောင်ဟာနေလာတစ္ဆာထာဝရအောင်မြေစတဲ့ကုမ္ပဏီတွေထောင်ထားပြီးရခိုင်ပြည်နယ်ကဌာနဆိုင်ရာဆော့လုပ်ရေးလုပ်ငန်းတွေလန္ဒရာတိဆောက်ရေးတွေမှာခေအဆက်ဆက်လိုအပ်ကြီးအုပ်ခဲ့သူဖြစ်တယ်လို့ရခိုင်တိုင်းရင်းသားတချို့ကပြောပါဗယ် ဒါပြင်ဦးကျောက်တောင်ဟာ2021စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းလူမှုတော်လှန်ရေးတိုက်ပွဲတွေအကြောင်းကိုဓာတ်ရိုက်ဝေဖန်ပြောဆိုတာမရှိပေမဲ့တိုင်းပြည်တိုးတက်ရေးအတွက်ငြိမ်းချမ်းဖို့အရေးကြီးကြောင်းတိုက်ပွဲတွေဖြစ်နေရင်နိုင်ငံမတိုးတက်ကြောင်းစစ်ကောင်စီဝါဒဖြန့်ချေမီဒီယာတွေမှာပြောကြားခဲ့ပါတယ်စစ်ကောင်စီဝါဒဖြန့်ချေမီဒီယာတွေကတော့သူ့ကိုစီးပွားရေးပညာရှင်ကြီးအနေနဲ့တောင်ရည်ညွှန်းဖော်ပြခဲ့ကြပူပါတယ် ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့2023နဲ့2024အတွင်းကလည်းဥကြောက်တောင်ဟာရန်ကုန်၊ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရေကြောင်းကနေကုန်သွယ်ရေးလုပ်ခွင့်ရခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူကလက်ရှိရန်ကုန်မြို့မှာနေထိုင်နေတယ်လို့စီးပွားလုပ်ငန်းရှင်အတိုင်းဝိုင်းစီကနေသိရပါတယ်။ပြီးခဲ့တဲ့လနိုင်ငံအတွင်းကစစ်ကောင်စီရဲ့ဝါဒဖြန့်ချီအစီအစဉ်တွေမှာပါဝင်သရုပ်ဆောင်တဲ့အမှုပညာရှင်တချို့နဲ့တွေ့ဆုံခဲ့တဲ့ဓာတ်ပုံမှတ်တမ်းတွေကိုလည်းဥကြောက်တောင်ကလူမှုကွန်ရက်မှာတင်ထားခဲ့ပါတယ်။ ရခိုင်မျိုးသားအဖွဲ့ချုပ် ULAA ကအမေရိကန်ဒေါ်လာ3သန်းနဲ့ညီမျှတဲ့ဥကြောက်တောင်ရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ဥကြောက်တောင်က BBC ကိုအတည်ပြုပြောထားပါဗျ။ဒီလိုချိတ်ပိတ်လိုက်တဲ့အပေါ်ဥကြောက်တောင်ကသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့စစ်တပ်စီကအခွင့်အရေးမယူခဲ့တယ်လို့လက်ပေးလက်ယူလုပ်ခဲ့တာတွေလည်းမရှိဘူးလို့သူက BBC ကိုပြောထားပါဗျ။ ။ဦးကျောက်တောင်ဟာကြောက်ဖြူအထူးစီးပွားရေးဆောင်ကမြို့ပြအင်အားစီမံကိန်းဒီမှာလဲဒေသခံအစုအဖွဲ့အနေနဲ့ပါဝင်သူဖြစ်ပြီးစစ်တပ်နဲ့ဆက်ဆက်တဲ့လုပ်ငန်းစုများစွာကိုပိုင်ဆိုင်ထားသူတူလို့ဦးကျောက်တောင်နဲ့နှိစက်တဲ့မြို့ကန်တူကပြောပါရယ်။အာရခတတ်တော်အေဟာကြောက်ဖြူစစ်တွေနဲ့မောင်အောင်မျိုးတွေကလွဲပြီးရခိုင်ပြည်နယ်မှာရှိတဲ့ကြံဒေသအားလုံးကိုသိမ်းယူထားတယ်လို့အုတ်ချွေရန်နေရာတွေလည်းဖော်ဆောင်နေပါရယ်။ အမျိုးတိန်တိုက်ပွဲတိုက်ခိုက်ခြင်းကလည်းနောက်ပိုင်းတိုင်းစစ်တနာကျုပ်တိုင်းမှုနဲ့စစ်ကောင်စီအရာရှိတွေပိုင်ဆိုင်တဲ့အမျိုးကနေအိမ်တွေကိုချိတ်ပိတ်သိမ်းဆီးမှုတွေရှိခဲ့ပါတယ်။တိမ်ယူထားတဲ့မြို့နယ်တွေမှာတိုက်ပွဲကာလအတွင်းခိုးယူခံရတဲ့ဒေသခံတွေရဲ့ပိုင်ဆိုင်မှုတွေကိုလည်းအေအေကစစ်စစ်ပြီးတဲ့နောက်ပြန်လည်ပေးအပ်မှုတွေပြုလုပ်နေပါတယ်ခင်ဗျာ။နိုင်ငံရေးအကျဉ်းသားဟောင်း LGBT စာရေးဆရာမစောဟွန်နေကိုကွယ်လွန်တဲ့တဲ့တင်နဲ့ဆရာအောင်ပါ ဆရာနာရှင်တော်လည်းမှာတက်ကြွစွာပါဝင်ခဲ့တဲ့နိုင်ငံရေးအကျဉ်းသားဟောင်း LGBT စာရေးဆရာမစောဟန်နွေဦးဟာမတ်လ9ရက်နေ့ညပိုင်းကထိုင်းနိုင်ငံမဲဆောက်မြို့မှာကွယ်လွန်ခဲ့ပါတယ်။အသက်28နှစ်အရွယ်စောဟန်နွေဦးဟာထိုင်းနိုင်ငံချင်းမိုင်မြို့နယ်မဲဆောက်မြို့မှာဆေးကုသမှု9လကျော်ကြာခံယူပြီးတဲ့နောက်ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ယောဂကစုံနဲ့အဓိကကစိတ်ကြတာနောက်ပြီးကြောက်ကက်မကောင်းတာတွေလေးဘက်နာတွေနောက်တော့လေးဖြတ်သွားတာတွေဖြစ်ခဲ့တယ် ဲ့ဒီယောဂါတွေနဲ့ပဲဆုံးပါသွားခဲ့တာပါလို့မဆောဟန်တွေဦးနဲ့နေဆက်တဲ့တော်လိုင်းရဲဘော်တို့ကပြောပါလေတော်လိုင်းနယ်ပယ်မှာအစောလိုလူတီများတဲ့ဆောဟန်တွေဦးဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်စက်တင်ဘာလမှာလူမှုကွန်ရက်ပေါ်နိုင်ငံရေးနဲ့တက်ဆိုင်တဲ့ post တွေရေးသားမှု PDF တွေကိုထောက်ပံ့မှုတွေနဲ့ဆွဆွဲခံရပြီးမန္တလေးမြို့ကနေအိမ်မှာစစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ပါတယ်စစ်ကောင်စီကပုံမှန်905ကာဂျီနဲ့အမှုဖွင့်တရားစွဲဆိုခဲ့ပြီးတဲ့နောက် လူငယ်တက်တာကွနဲ့2021ခုနှစ်အောက်တိုဘာလမှာပြန်လည်လွတ်မြောက်လာခဲ့သူပါအဲဒီနောက်မှာတော့လွတ်မြောက်နေမျိုးကိုထွက်လာခဲ့ပြီးတော်လိုင်းလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်စကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းခံရတဲ့အချိန်ကစစ်ကြောရေးအတွင်းကြုံခဲ့ရတဲ့လိမ်မင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကိုသတင်းမီဒီယာတွေမှာထုတ်ဖော်ပြောကြားခဲ့သူဖြစ်တဲ့အပြင်လူအခွင့်အရေးတရားမျှတမှုအရေး LGBT အရေးတွေကိုတက်တက်ကြွကြွတောင်းဆိုခဲ့သူတူဖြစ်ပါတယ် နှမျောတာသူကရဲဘော်ရဲဘက်လေးမဖြစ်တင်သေးဘူးအသက်လည်းအရန်ငယ်သေးတယ်လုံနိုင်စွမ်းအားလည်းမြင့်မားတဲ့ရဲဘော်တွေဖြစ်တယ်လို့စောဟန်တွေဦးနဲ့နီးစပ်တူသူကပြောပါတယ်စောဟန်တွေဦးကွယ်လွန်ခြင်းအတွက်ဝန်ထဲရာချောင်းကိုလည်း88မျိုးဆက်ကြောင်းသားဟောင်းဦးမြအေးကလူမှုကွေရမှာရေးသားထားခဲ့ပါတယ်ကွယ်လွန်သွားတဲ့စောဟန်တွေဦးရဲ့ဇာပနာကိုတော့ဒီကနေ့မတ်လ10ရက်နေ့နေ့လယ်2နာရီမှာ ထိုင်းနိုင်ငံမဲဆောက်မြို့ကတုတ်တန်တစ်ခုမှာပြုလုပ်ခဲ့ပါတယ်ခင်ဗျာ တန်တော်ကြီးဒေတာကစစ်ကောင်စီရှေ့တန်းစခန်းတစ်ခုကို KLL ပူးပေါင်းတက်သိမ်းပိုက်လိုက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်တန်တော်ကြီးမြို့နယ်ကစစ်ကောင်စီရဲ့တပြင်းညွန့်ရှေ့တန်းစခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KLL ဦးဆောင်တဲ့တော်လိုင်းပူးပေါင်းတက်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ KLL ဘူဌာနချုပ်ကတရင်ထုတ်ပြန်ပါတယ်။တပြင်းညွန့်ကြေးရွာမှာအခြေစိုက်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့တပြင်းညွန့်စခန်းကိုမတ်လ6ရက်နေ့မှာ KLL ပူးပေါင်းတက်ဖွဲ့ကစတင်တိုက်ခိုက်ခဲ့ပြီး 3ရက်အကြာမတ်လ10ရက်နေ့မှာတော့စကန်းကိုတင်ပိုက်ရှင်းလင်းနိုင်ခဲ့တာဖြစ်ပါတယ်တပင်ညွန့်တပ်စကန်ဟာတောင်ကူအခြေစိုက်တောင်ပိုင်းတိုင်းစစ်ထနာချုပ်လောက်အောက်ခံအမှတ်83ခြေလျင်တပ်ရင်းရဲ့ရှေ့တန်းတပ်စကန်ဖြစ်ပါတယ်။အဲဒီစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီရဲ့လက်နက်ခဲယမ်းတွေနဲ့စစ်အုံဆောင်ပစ္စည်းတွေကိုလည်းတင်းစီရရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။ နှစ်ဖက်ထိခိုက်ကြဆုံးခြေနေကိုတော့ KLL ဌာနချုပ်ကထုတ်ပြန်ထားတာမရှိပေမဲ့ကရင်သတင်းမြစ်တချို့ကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးခန့်တေဆုံးပြီး20ကျော်ကတော့စခန်းဆုံးခွာထွက်ပြေးသွားခဲ့တယ်လို့ပြောပါရတယ်။အဲ့ဒီတပြင်းညွန့်တပ်စခန်းဟာ KN မျိုးသားစီယုံ KNU ရဲ့စီးရီနေမီတတ်မှတ်ပုံရတမဟာနဲ့နေမီတောဦးတောင်ကိုခိုင်နဲ့ပါဝင်ပါတယ်ခင်ဗျာ။ရန်ကုန်အပါအဝင်ဒေသအများစုအပူချိန်ဆက်မြင့်နိုင်တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ တိုင်းနယ်ပြည်နယ်တချို့မှာမိုးရွာနိုင်ပေမဲ့ရန်ကုန်အပါအဝင်ဒေသအများစု အပူချိန်ဆက်လက်မြင့်တက်နိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကသတင်းထုတ်ပြန်ပါတယ်မတ်လ၁၀ရက်နေ့ကနေမတ်လ၁၆ရက်အတွင်းရသက်သပတ်မိုးလေဝသခန့်မှန်းချက်ကိုဒီကနေ့ထုတ်ပြန်ရမှာအဲ့ဒီကာလအတွင်းတနင်္ဂနွေလုံးအတိုင်းတာအနေနဲ့နေ့အပူချိန်တွေပုံမှန်ထက်မြင့်တက်နိုင်တယ်လို့သတိပေးထားပါတယ်။ ရန်ကုန်မှာမနေ့ကမုန်နေနေရွာတယ်။ဒါပေမဲ့ပိုပူတယ်ညရောနေရောပူတာပါ။မီးပြတ်တော့အခြေအနေကပိုဆိုးတယ်လို့တာမွေမြို့ကန်တူကမျက်စိမှောက်ကိုပြောပါတယ်။အခုတပတ်အတွင်းစကိုင်းတိုင်းတနင်္လာရီတိုင်းနဲ့ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တွေမှာနေရာကွက်ပြီးမိုးထစ်ချုံရွာနိုင်ကြောင်းလဲ MOHDM ကတင်ထုတ်ပြန်ထားပါရယ်။မတ်လ10ရက်နေ့ကနေ14ရက်အတွင်းရန်ကုန်တိုင်း AR တိုင်း ပဲခူးတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တိုင်းလာရေးတိုင်းတွေမှာနေ့အပူချိန်တွေဟာ40ဒီဂရီစင်တီဂရိတ်အထက်မြင့်တက်နိုင်ကြောင်းမိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်ကလည်းသတိပေးထားပါရယ်။နေအောင်ကြီးတိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာအလုံးလုံးကြသူတွေတက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေရေဒက်ဆုံးရှုံးမှုများပြီးအပူရှက်ခြင်း heat stroke ကိုခံစားရနိုင်တဲ့အတွက်သတိပြုဆင်ခြင်နိုင်ကြဖို့လည်းဦးဝင်းနိုင်ကအတိပေးထားပါရယ်ခင်ဗျာ။အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်။ ယူကရိန်းစုမီဒေတာကိုတံပြန်ထိုးစစ်ဆင်နေကြောင်းရုရှားပြောတဲ့သတင်းကိုမြစိမဝိုင်းတော်သူမချူချန်းကတင်ဆက်ပေးမှာပါရုရှားဟာ2022ခုနှစ်နောက်ပိုင်းပထမဆုံးအဖြစ်ယူကရိန်းပိုင်စူမီဒေတာမှာနေဆက်ဖြတ်ကျော်ထိုးစစ်ဆင်ခဲ့တာမှာနေမြေတချို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့မတ်လ9ရက်နေ့မှာကြေညာခဲ့ပါတယ်။ယူကရိန်းဟာရုရှားနေဆက်ခတ်ဒေတာကနေမြေတွေကိုထိန်းချုပ်ထားနိုင်ဖို့ရုန်းကန်နေရတဲ့အချိန်မှာရုရှားကအခုလိုထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ရုရှားတပ်တွေဟာအဲ့ဒီနေရာကိုသိမ်းပိုက်ထားတဲ့ယူကရိန်းစစ်သားတွေကိုတိုက်ထုတ်ရင်း Kash ဒေသကရွာသစ်တရွာကိုလည်းသိမ်းယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ယူကရိန်းဟာ Kash ဒေသမှာ၎င်းသိမ်းပိုက်ထားတဲ့နေမြေတွေကိုငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာအပေးအယူအဖြစ်အသုံးချခြင်းနေတာဖြစ်ပါတယ်။ American နဲ့ Ukraine စစ်စစ်ညှိနှိုင်းရေးကိုယ်စားလှယ်တွေဟာအခုသတင်းပတ်အတွင်းမှာ Saudi Arabia မှာတွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။ မရိကန်ဒေါ်နယ်ထရမ့်အစိုးရဟာအပြစ်ခတ်ရန်စဲမှုရရှိဖို့နဲ့ရင်းစံရေးသဘောတူညီချက်မူပေါင်းတစ်ခုရရှိဖို့အာယုံဆိုင်လှုံ့ဆော်နေတာလည်းဖြစ်ပါတယ်။အမေရိကန်ဟာဆွေးနွေးညှိနှိုင်းမှုတွေမှာယူကရိန်းကိုဖိအားပေးနိုင်ဖို့ထောင်လင်းရေးနဲ့ဂျူဒိုသတင်းအချက်အလက်မျှဝေတာကိုရပ်ဆိုင်းထားပါတယ်။ရုရှားတပ်ဖွဲ့တွေဟာတံပြန်ထိုးစစ်အတွင်းမှာခါရှ်နယ်ဇက်အနီးဆူမီဒေတာကနိုဗန်ကီရွာငယ်လေးကိုသိမ်းယူနိုင်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကသတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။ ရုရှားဟာ2022ခုနှစ်အလုံးစုံကျူးကျော်ဆက်အစမှာဆူမီဒေတာကနေမြေတချို့ကိုခဏတာသိမ်းပိုက်နိုင်ခဲ့ပေမဲ့အဲဒီနောက်ပိုင်းနောက်ထပ်နေမြေတွေကိုသိမ်းပိုက်နိုင်တာမရှိတော့ပါဘူးရှင်။အခြေအနေတိုးတက်လာတာကြောင့်နာမကျန်းဖြစ်နေတဲ့ပုတ်ရဟန်းမင်းကြီးကဆရာဝန်တွေကိုကျေးဇူးတင်ကြောင်းပြောတဲ့တဲ့ရင်ကိုကြည်လိုက်ရအောင်ပါ။ ခံစားနေရတဲ့ချောင်းဆိုးရင်ကျက်ယောဂါတက်တာလာပြီးကုသမှုကိုကောင်းစွာတုံ့ပြန်မှုရှိလာတာကြောင့်ပုတ်ရန်မင်းကြီးကသူ့ကိုပြုစုဆောင်ရှောက်နေကြတဲ့ဆရာဝန်တွေနဲ့ကျမ်းမာရေးဝန်ထမ်းတွေကိုတနင်္ဂနွေနေ့မှာကျေးဇူးတင်စကားပြောကြားလိုက်ပါတယ်။အင်ဂျီလက်ဆူတောင်းပွဲကိုရဟန်းမင်းကြီးကိုယ်တိုင်မတက်ရောက်နိုင်တာ၄ချိန်မြောက်ရှိသွားပြီဖြစ်ပါတယ်။တက်တော်88နှစ်ရှိပြီဖြစ်တဲ့ပုတ်ရန်မင်းကြီးဟာဂျဲမယ်လီဆေးုံမှာ ဖေဖော်ဝါရီ14ရက်နေ့ကလေးကတက်ရောက်ကုသမှုခံယူနေရတာဖြစ်ပါတယ်။ အင်ဂျီလက်ဆူတောင်းပွဲကိုစာနဲ့ရေးသားပေးပို့ခဲ့တဲ့စာမှာအကူအညီလိုအပ်နေသူတွေကိုစေတနာဝန်ထမ်းကူညီဆောင်ရှောက်ပေးနေသူတွေကိုသူတို့ရဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ကြင်ညာမှုအတွက်ချီးကျူးဂုဏ်ပြုထားပါတယ်။ကျွန်ုပ်ကိုယ်တိုင်ပြုစုဆောင်ရှောက်မှုရဲ့ကြင်ညာမှုကို အတွေးပွားမိတဲ့အတွေ့အကြုံရရှိခဲ့ပါတယ်။အထူးသဖြင့်ဆရာဝန်တွေနဲ့ကျမ်းမာရေးဝန်ထမ်းတွေအပေါ်မှာပါ။သူတို့ကိုကျွန်ုပ်ရဲ့နှလုံးသားကနက်နက်ရှိုင်းရှိုင်းကျေးဇူးတင်ပါတယ်လို့အဲ့ဒီစာထဲမှာရေးသားဖော်ပြထားပါတယ်။ ကျွန်တော်တို့ဒါကိုလိုအပ်ပါတယ်။ဘေးဆိုးအန္တရာယ်ကြောက်ရွံ့နေသူတွေနဲ့အတူကျဉ်းနာမှုတကူဟာရှိနေရပါမယ်။နာကျင်မှုကို ခံစားနေရတဲ့ညရံမှာသူတို့ဟာအလင်းရောင်လေးတစယူဆောင်လာနိုင်လို့ပါပဲလို့ဗာတီကန်ကထုတ်ပြန်တဲ့စာမှာဖော်ပြထားပါတယ်။တကဘာလုံးကကက်သလစ်ဘာသာဝင်ပေါင်း1.4ဘီလီယံရဲ့အကြီးအမှုဖြစ်တဲ့ပုပ်ယဟန်မင်းကြီးဟာအရင်ကလည်းဂျေမယ်လီဆေးုံမှာတက်ရောက်ကူတာမှုခံယူပူပါဗျ 2021ခုနှစ်ကဥမာကြီးယောဂအတွက်ခွဲစိတ်မှုနဲ့2023ခုနှစ်ကဥကြယောဂအတွက်ခွဲစိတ်ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။အခုဒီချိန်ဆေးရုံတက်ကုသမှုကတော့ပုံမပြင်းထန်ပါတယ်။ယဟန်မင်းကြီး Francis ဟာအသက်ရှူလမ်းကြောင်းယောဂအမျိုးမျိုးခံစားနေရပြီးယောဂကတက်တာလာဖို့အချိန်အတော်ကြာအောင်မလားဆိုပြီးလဲစိုးရိမ်ပူပန်စိတ်တွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါမှမဟုတ်အသက်ရွယ်ကြီးရင်မီဖြစ်တဲ့ရဟန်းမင်းကြီးနှုတ်ထွက်ရတော့မှလားဆိုပြီးလဲလူများကြားစိုးရိမ်ပူပန်စိတ်တွေဖြစ်ပေါ်စေခဲ့ပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၁၃စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရကစုစည်းတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ် ပြင်ပပေါက်ဈေး4460ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်ဈေး1580.60သမ6ခွန်ကျပ်ပြင်ပပေါက်ဈေး3360ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်ဈေး2281.6ခွန်ကျပ်ပြင်ပပေါက်ဈေး4858ကျပ်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ62.4ခွန်ကျပ် ပြင်ပပေါင်စေ132.13ကျပ်မလေးရှားတရင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ485.89ကျပ်ပြင်ပပေါင်စေ1031ကျပ်ပေါင်စေရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းတတ်မှတ်စေ54သိန်း9000ကျပ်ပြင်ပပေါင်စေ66သိန်း2000ကျပ် 55ဘဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စဉ်53 46885ချက်ပြင်ပပေါ့စဉ်62 3000ချက်ပေါ့စဉ်ရှိပါတယ်ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတို့တွေကတော့ဒီဇယ်1လီတာကို2690ကျပ်ပရီမီယံဒီဇယ်1လီတာကို3330ကျပ်အောက်တိတ်92လီတာကို3100 55ချက်အောက်တိန်95ဒလီတာကို3205ချက်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအုံးစီဈေးနှုန်းတွေကတော့စားအုံးစီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်ဈေး6905ချက်ပြင်ပပေါက်ဈေး11000ချက်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ တမျိုးစီမပရိုင်တိုင်းမျိုးစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြီးစုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ